ဒိမန်နိုင်ငံရဲ့အစိုးရပိုင်းစာပို့လုပ်ငန်းဌာန Post Not က2025ခုနှစ်ကုန်ရင်စာပို့လုပ်ငန်းဝန်ဆောင်မှုရပ်ဆိုင်းတော်မယ်လို့ကြေညာပါတယ်။အခုရာစုနှစ်စတင်ပြီးနောက်ပိုင်းစာပေးပို့မှုပမာဏ90ရာခိုင်နှုန်းရောကျသွားတာကြောင့်အခုလိုဆုံးဖြတ်ရတာဖြစ်တယ်လို့ Post Not ကပြောပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်အဲ့ဒီဌာနရဲ့အနှစ်400တက်တန်းရှိတဲ့စာပို့လုပ်ငန်းဝန်ဆောင်မှုအဆုံးသတ်တော်မှာဖြစ်ပါတယ်။ ဒိမတ်နိုင်ငံတော်မှာရှိတဲ့စာတိုက်ပုံ1500ဟာလာမယ့်ဇွန်လကစတင်ပြီးတော့ပြောက်ွယ်သွားတော့မှာဖြစ်ပါတယ်။ပို့ဆောင်ရေးဝန်ကြီး Thomas Daniel Sin ကစာရီနဲ့ပါဆယ်ထုတ်တွေပြဖို့ကြီးအတွက်လွတ်လပ်တဲ့ဈေးွက်ရှိပြီးသားဖြစ်တာကြောင့်အများပြည်သူမစိုးရိမ်ကြဖို့ပြောကြားထားပါတယ်။ရပတော်မှာရှိတဲ့စာတိုက်ဝန်ဆောင်မှုတွေဟာစာပေပမှုရောကြလာတာကြောင့်အခက်ကြုံနေကြရပါတယ်။ဂျာမနီစာတိုက်လုပ်ငန်း Dodge Post ကလည်းအလုပ်သမား8000ကျော်ထိရွှတ်ချခဲ့ပါတယ်။ ဒိမတ်ဟာတကဘာလုံးတို့စာပေးပို့တဲ့ဝန်ဆောင်မှုပေးနေတာဟာ2023ခုနှစ်ကုန်မှာနှစ်ပေါင်း400ပြည့်မြောက်ခဲ့ပါပြီ။ဒါပေမဲ့ digital စာပေးပို့ရေးဝန်ဆောင်မှုတွေတွင်ကျဲလာချိန်မှာရိုးရိုးစာပေးပို့မှုရေတက်ကတိတိတတ်တာရောကျသွားခဲ့တာပါ။ Post Note ကတော့သူတို့အနေနဲ့ parcel ပေးပို့တဲ့လုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်မှုစဉ်းစားထားပြီး2024ခုနှစ်နဲ့အရင်ကဝယ်ယူထားတဲ့စိတ်တုံးတွေကို2026ခုနှစ်အတွင်းတတ်မှတ်ချိန်မှာငွေပြန်အမ်းပေးသွားမယ်လို့ကြေညာထားပါတယ်။လုပ်သားအင်အား4600ရှိတဲ့တွေကအလုပ်သမား1500အလုပ်ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒိမတ်ဟာကမ္ဘာမှာ digital စနစ်သုံးစွဲမှုအများဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံလည်းဖြစ်ပါတယ်။သူတို့နိုင်ငံမှာလူတွေအသုံးပြုနေတဲ့အရာအလုံးနီးပါးအတွက် application တွေရှိပြီးသားဖြစ်ပါတယ်။အစိုးရဌာနတွေကလည်းစာရွက်စာတမ်းတွေကို online ကပေးပို့နေကြတာကြောင့်မိမိတို့လုပ်ငန်းလုံးဝအမြင်မထွက်နိုင်တော့ဘူးလို့ PostNord Denmark ကပြောပါတယ်။ PostNord ဟာဆွေဒင်မှာလည်းလုပ်ကိုင်နေပြီးတော့ company က40%ခန့်တော့ဆွေဒင်ဆွေရက60%ခန့်တော့ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။